ားလုံးပဲကျက်တည်မင်္ဂလာအပေါင်းနဲ့ခါညောင်းကြပါစီရှင်။ကျမကဂျူလီယာဂျူခင်ပါ။ဒီနေ့မှလူငယ်ရီအတွက်တက်ပန်းသာရဲ့စုံမစကားလေးတွေကိုတဆင့်တင်ပြပေးသွားခြင်းပါတယ်။ဒီနေ့မှတော့တားအဖနှစ်ယောက်ပြောတဲ့ dialogue တိုက်ရိုက်ပဲကျမကနေတင်ပြပေးသွားပါမယ်ရှင်။တားဖာနှစ်ယောက်ပြောတဲ့စကားကိုကျမအခုတင်ပြပေးပါမယ်။အဖေကအခုလိုပြောပါတယ်။တားရေအဖေပြန်လာပြီ။တားတနေကုန်အဆင်ပြေရဲ့လား။ ဒီတော့အသားကဟုတ်အဖေအဖေပြန်ရောက်ပြီလားတာတနေ့လုံးအေးဆေးပဲအဖေဒီတော့အဖေကတာကြောင်းမှာအဆင်ပြေရဲ့လားဒီနေ့ကောတာကြောင်းမှာဘာရီလုတ်ခဲ့လဲတာကဒီနေ့ကြောင်းပိတ်တယ်လေအဖေဘာဖြစ်လို့လဲအဖေဘာလို့ရက်နေတာလဲအထဲကိုဝင်လာလေအဖေကတာဘယ်တော့ကညာတတ်သွားတာလဲအဖေစီကိုကြောင်းကနေဖုန်းလာတယ်တာပြောတာကကြောင်းမှာအရေးကြီးတဲ့လက်တွေ့သဏ္ဍာန်ရှိတယ်ဆိုအခုတာပြောတာကြတော့ကြောင်းပိတ်တယ်တဲ့တာကဘာကိုဆိုလိုချင်တာလဲ ငါသားမှာဘာဒီအခက်ခဲရှိနေလို့လဲသားအဖေကိုပြောုံလေသားကအဖေရဲ့အမှန်ကဒါကြောင်းမတော်ခြင်းလို့ပါအဖေကအော်ဒါလားသားဒါဆိုရင်သားရဲ့စိတ်ကိုကြောင်းတော်ခြင်းစိတ်ရှိအောင်လုပ်ရမှာပေါ့ကိုကိုကိုသတိပေးရမှာကိုစိတ်မှာခိုင်မာတဲ့အဆုံးဖြတ်ချက်ချထားရမယ်သားဒီတော့သားကအခုလိုပြောတယ်အဖေအဖေသားကိုပြောတော့သားမငယ်တော့ဘူးဆိုတာဝန်ယူတတ်ရမယ်ဆိုဒါကြောင့်အဖေရဲ့သားကြောင်းမတော်ခြင်းလို့သားကိုယ်တိုင်ပဲဆုံးဖြတ်လိုက်တာလေ ဒီနေ့လဲကြောင်းမသွားခြင်းလို့မသွားဘူးနောက်ရက်တွေမှာလဲကြောင်းမသွားခြင်းတဲ့ရက်တွေမှာဆိုမသွားဘဲနေဦးမှာဖေဒီတော့အဖေကကလေးကိုတော့ကလေးနီးနဲ့ပဲစုံမတင်နေတားကိုဒီနေ့မနဲ့အိယာကနေမနှိုးဘူးလားตาก็ပြောတယ်ตาအထင်မမှားဘူးဆိုရင်တော့အဖေလဲအိယာချနောက်ကျတတ်တယ်လीဟုတ်လားအဖေဒီတော့အဖေကပြန်ပြောတယ်မဟုတ်ပါဘူးตาရဲ့အဖေအိယာစောစောမထကျင်လို့ပါตาကဟုတ်လားအဖေตาပိုက်စားပြီမင်းစာဘာရှိလဲမသိဘူးအဖေကမင်းစာအတွက်မင်းအမေဘာမှ မလုတ်ထားသေးဘူးကွာသားကပြန်ပြောတယ်ဘာဖြစ်လို့လဲအဖေအမေနေမကောင်းလားဗျဖေကအခုလိုပြောတယ်မဟုတ်ပါဘူးသားရဲ့သူလဲဒီတိုင်းအရာက မထကျင်သေးလို့ဆက်ပြီးတော့အိတ်နေတာဖြစ်မှာပေါ့သားကပြောတယ်ဖေဖေခါတိုင်းဆိုဖေဖေအလုတ်သွားဖို့ပြင်ပြီးနေပြီအခုအလုတ်သွားဖို့အချိန်လဲနီးနေပြီအလုတ်မသွားဘူးလားအဖေသားရဲ့ဒီနေ့မသွားကျင်လို့မသွားတော့ဘူးသားကပြောတယ်မသွားကျင်လို့ဟုတ်လားအဖေဖေဖေရဲ့အဖေအလုတ်မသွားကျင်ရင်လဆာဘယ်လိုလုပ်ရမှာလဲကျွန်တော်တို့မိသားစုဘယ်လိုလုပ်စားကြမလဲ ကျွန်တော်ရဲ့ចောင်းစီတွေကဘယ်လိုသွားပေးမှာလဲဒီလိုအဖေကပြောတယ်ဟုတ်တယ်သားအဖေအလုပ်သွားဖို့စိတ်မပါလို့ဒီနေ့မသွားတော့ဘူးဒါကပြန်ပြောတယ်အဖေကလည်းဗျာအလုပ်သွားခြင်းစေရှိအောင်ကိုကိုကိုဒရီပေးရမှာပေါ့ကိုစိတ်မှာခိုင်မာတဲ့ဆုံးဖြတ်ချက်ချထားရမယ်လေအဖေအဖေကအခုလိုပြန်ပြောပါတယ်အဖေပြောချင်တာဒါပဲသားစိတ်ကိုမပြော့ညံ့အောင်ထားရမယ်စိတ်ခိုင်မာအောင်လုပ်ရမယ်ဘယ်ကလေးအားမှမနစ်အစောကြီးအိယာကထကြင်မှာမဟုတ်ဘူးလေဒါပေမဲ့ သူတို့စိတ်ကိုတင်းပြီးတော့ထကြတယ်သူတို့အတင်းပြီးတော့ရေကြိုခန်းထဲဝင်သွားကြတယ်ပြီးတော့တနေကုန်ကလေးတွေဖုန်းထဲမှာဂိမ်းတွေစော့ကြတယ်ဖုန်းကိုလက်ထဲကနေမချခြင်းဘူးဒါပေမဲ့မချခြင်းချခြင်းနဲ့စိတ်တင်းပြီးတော့လက်ထဲကချသွားကြတယ်စားလုချင်စိတ်ရှိအောင်ပြီးတော့တစ်ဖက်ကစိတ်အားတင်းပြီးတော့စားထိုင် လုကြတယ်ပြီးတော့အခုကလေးကြည့်တားမင်းမနှက်စာမလုထားဘူးတားဘယ်လောက်စိတ်ပူလဲတားပိုက်စားတဲ့အခါမှာတားစားကျင်တာမစားရဘူးလေအဖတ်အရန်စားနေပြီမဟုတ်လား ပြီးတော့အဖေကဒီနေ့အလုပ်ကိုမသွားခြင်းလို့မသွားဘူးလေတာတားဘယ်လောက်စိတ်ပူသွားလဲမိသားစုဘယ်လိုစားမလဲကျောင်းစီဘယ်လိုပေးမလဲတားစိတ်ပူနေရမဟုတ်လားဒီလိုပဲလေတာတားကဒီနေ့ကျောင်းမသွားခြင်းလို့မသွားတာကိုကြည်ပြီးအဖေတို့တားနောင်ရိပ်အတွက်ဘယ်လောက်စိတ်ပူသွားမလဲဒါကြောင့်မို့စိတ်ကိုခိုင်ခိုင်ထားတာဟိုဟိုဒီဒီမလွင့်စေနဲ့ဟုတ်ပြီလားကျောင်းကိုသွားဖို့အတွက်ပြင်ဆင်တော့တာပန်းနိုင်ကိုရောက်အောင်ရှောက်နော် sorry ပါအဖေရဲ့ဒါကအခုလိုပြောတယ်ကျွန်တော်ထင်ထားတာချက် ကိုနဲ့ပတ်သက်တဲ့အရာကိုကိုယ်တိုင်ဆုံးဖြတ်နိုင်ပြီလို့ဒါကထင်ခဲ့တာခုမှသိတယ်ဆုံးဖြတ်ချက်ဆိုတာကအခြေအနေပေါ်လိုက်ပြီးဆုံးဖြတ်ရတာအခုမှပဲနားလဲတော့တယ်အဖေရှင်းပြတာအရန်ကောင်းပါတယ်အဖေရဲ့ဘုရားသခင်ထာမဆုတောင်းပါတယ်တားရီတမီးတွေတိုင်းအဖေလိုဖခင်မျိုးရကြပါစေကျေးဇူးပါအဖေရဲ့ဒါကလည်းခုလိုပြောပါတယ်အဖေကတော့အခုလိုပြန်ပြောတယ်တားလိုတားသမီးမျိုးအဖေတိုင်းရကြပါစေ အဖေရှင်းပြတာကိုနားလည်တဲ့အတွက်လည်းအဖေကသားကိုကျေးဇူးတင်နေပါတယ်သားရေခုလိုတက်ပန်းသားရဲ့စာလေးကတော့ဆုံးသွားပါပြီသားရေတမီးတွေတိုင်းမိဘရဲ့ဆန္ဒတွေကို နားလည်ပြီးကြိုးစားတတ်တဲ့သားသမီးလေးတွေဖြစ်ကြပါစေလို့ကျွန်မဂျူလီယာဂျူခင်ကနေစုမွန်တောင်းလိုက်ပါတယ်ရှင်